အားလုံးမင်္ဂလာပါ English Fast and Easy ကနေကြိုဆိုပါရစေ Teacher J ပါကျွန်တော်ရှေ့မှာတော့ဒီစာအုပ်လေးကို lesson 8အတီလောက်ပေးခဲ့ပြီးပြီဒါပေမဲ့ဂျာထဲမှာနှစ်နှစ်လောက်ကျွန်တော်အဆက်ပြတ်သွားတယ်ဒီဘက်အကြောင်းလာတတ်တဲ့ကိစ္စတွေရောကျွန်တော်နိုင်ငံအပြောင်းရွှေ့နေရောအကြောင်းမလို့ပေါ့နော်ဆက်ပြီးတော့မလုပ်ဖြစ်ဘူးဒါပေမဲ့ comment မှာအများကြီးတောင်းဆိုထားတာလေးရှိလို့ကျွန်တော်ဆက်ပြီးတော့လုပ်ပေးလိုက်ပါတယ်ပြီးရင်လည်းကျွန်တော်ဒီ lesson လေးကြည့်ပဲစုပြီးတော့မှဟို free channel လေးတစ်ခုဖြစ်ဖြစ်ဒါမှမဟုတ် Facebook group လေးတစ်ခုဖြစ်ဖြစ် လုတ်ပေးဖို့အစီအစဉ်ရှိပါတယ်အဲ့တော့ join ကျင်နေဆိုရင်ကျွန်တော်ကွန်မန့်မှာဝင်ကြီးခဲ့ပေးပါကျွန်တော် link ချပေးပါမယ် okay အဲ့ဒါဆိုရင်ဒီနေ့ကျွန်တော်တို့ lesson 9ကိုတွားရအောင်ထုံးစံအတိုင်းပဲဒီထဲမှာလည်းကျွန်တော်တို့ phrases 6ခုပါမယ် okay ပထမဆုံးတွေ့ရမယ့် phrase က in the lighting business တဲ့ in the lighting business ကျွန်တော်တို့ကဒီ lighting ကိုကြည့်ရမှာမဟုတ်ဘူး in the business ကိုကြည့်ရမှာဒါလုပ်ငန်းကိုပြောချင်တာဘာလုပ်လုပ်တာလဲဆိုရင်ဘာလုပ်ငန်းလုပ်နေတယ်ဆိုတာမျိုးပြောတာပေါ့နော် โอเคဒီမှာဆိုရင်ကြည့်ရအောင်ဒီနှစ်ယောက်က Mr. Lee ကိုလမ်းတွေ့တယ် That's Mr. Lee he is in the lighting business သူအားတဲ့ lesson me လုပ်ငန်းလုပ်တာလေးပေါ့နော်ဥပမာဒီ Mr. Lee ကသူကဘာတွေရောင်းတာလဲဆိုတော့မီးသီးတို့မီးကြောင်းတို့ဒါမျိုးတွေရောင်းတာလေးနော်အဲ့ဒါကို lighting business လို့ခေါ်တယ်သူ lesson ပစ္စည်းလုပ်ငန်းပေါ့နော် lesson မီးသီးမီးလုံးဒီလုပ်ငန်းတွေလုပ်တယ်တဲ့โอเคနော်အဲ့တော့ကျွန်တော်တို့က in the လုပ်တဲ့လုပ်ငန်းကိုထည့်မယ်နောက်က business ထည့်မယ် okay example ကြည့်အောင် Mr. Sainto is in the shoe business Mr. Sainto ကတဲ့ဖက်နက်လုပ်ငန်းလုပ်တယ် in the shoes business he exports shoes သူဖက်နက်တွေတင်ပို့တယ် export ဆိုတာတင်ပို့တာ import ဆိုရင်တင်သွင်းတာရမနော် okay what do you do ဘာလုပ်တာလဲတဲ့ i am in the publishing business i am an editor အဲ့တော့ i am in the publishing business ဆိုတာသူက ထုတ်ဝေရေးလုပ်ငန်းလုပ်တာပေါ့စာပေထုတ်ဝေရေးလုပ်ငန်းလုပ်တာပေါ့နော် I am an editor ငါ editor တဲ့မြန်မာလိုတော့ editor ပေါ့ဗျာနော် English editor ဟုတ်ပြီ note ဘာမက်စရာရှိမလဲဆိုရင် what do you do ဆိုတာကဘာလို့မေးတာလဲဆိုရင် what is your job လို့မေးတာပဲဒါပေမဲ့ what is your job လို့ကျွန်တော်တို့ daily အဲ English မှာတိတ်မသုံးပေါ့နော် everyday English မှာ what is your job လို့တိတ်မေးလို့မရှိဘူး what do you do လို့မေးရင်မေးဒါမှမဟုတ် what do you do for a living လို့မေးရင်မေးရမယ်နော် okay နောက်ထပ် phrase တစ်ခုဆက်ကြည့်ရအောင်နောက်ထပ် phrase ကကျွန်တော် personally ခဏခဏသုံးတဲ့ phrase လေးတစ်ခုဗာလေးလဲဆိုရင် a win win situation နဲ့ win win situation ဆိုတာနှုတ်နှစ်ဖက်အကျိုးရှိတာကိုပြောတာ win win situation ဆိုတာအန်ဒီ win win ရဲ့အခြေအနေမဟုတ်ဘူးเนาะ okay ကြည့်အောင်ဒီမှာဆိုရင်ပါလေဒီအမျိုးသမီးက I love to bake ငါမုန်းဖောက်ရတာကြိုက်တယ် you love to eat မင်းကလည်းစားရတာကြိုက်တယ် marrying you what's a win-win situation နေနဲ့အိမ်အိမ်အောင်ပြရတာတဲ့ win-win situation ပဲတဲ့နှစ်ဦးနှစ်ဖက်အကျိုးရှိတယ်ပေါ့သူကလည်းမုံဖောက်ရတာကြိုက်တယ်ဒီဘိုးတို့ကလည်းစားရတာကြိုက်တယ်အဲ့တော့ win-win situation ပဲနှစ်ဦးနှစ်ဖက်အကျိုးရှိတယ် okay အဲ့တော့ more examples တဲ့ကြည့်မယ် buying a house is a win-win situation အိမ်ဝယ်ရဆိုတာတဲ့နှုတ်နှစ်ဖက်အကျိုးရှိတဲ့အခြေအနေပဲပေါ့နော်အရှုံးမရှိတဲ့အခြေအနေပေါ့ပြောချင်တာနှုတ်နှစ်ဖက်အကျိုးရှိတယ်ဆိုတာအရှုံးမရှိဘူးလို့ပြောချင်တာပေါ့နော် if you sell it you make money ရောင်းလိုက်ရင်လည်းပတ်စံရတယ် if you keep it you make money အိမ်ကိုမရောက်မဲနဲ့ထားထိုင်ရင်လည်းပစံရနေတာပဲပေါ့နော်။ Okay ။နောက်တစ်ခု I rent a room in my brother's house. ငါအကိုရဲ့အိမ်မှာတဲ့ငါအခန်းငါလိုက်တယ်တဲ့ he needs the extra money သူလည်းပတ်စံလို့တို့ I need a room ငါလည်းအခန်းလိုနေတယ်တဲ့ it's a win win situation အဲ့တော့နှုတ်နှစ်ဖက်အကျိုးရှိတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုက that's it that's it ကမြန်မာလိုအနည်းဆက်ဆုံးတို့ရင်ဒါပဲလို့ပြောတာ that's it that's it okay နော် Are there an, any more cookies? Cookie ဂျန်သေးလားတဲ့ No, that's it. ဂျန်တော့ဦးဒါပဲတဲ့ဒီဘိုးရောထပ်ပြီးတော့မှသူ cookie ဂျန်သေးလားထပ်မေးတာဘွားရောကပါလဲ No, that's it. ဒါပဲတဲ့ဟုတ်ပြီနော် More examples. You're going to Europe. မင်းယူရိုပကိုသွားမှာဥရောပသွားမှာ to France ပြင်သစ်လား Germany Germany လား Spain Spain လားပေါ့နော် Okay ဒီမှာဆိုရင် A ပြောတဲ့စကားလုံးနေမှာကျွန်တော်တို့ အဲ question word တွေတခုမှမပါဘူး question word တွေဆိုတာကအဲဘယ်လိုပြောရမလဲဆိုရင်ကျွန်တော်တို့ wh နဲ့စတဲ့စကားလုံးမျိုးတွေပေါ့နော် what တို့ where တို့ how တို့ when တို့ဒါမျိုးတွေလည်းမပါပြန်ဘူးပြီးတော့ happy verb နဲ့လည်းမစပြန်ဘူးရှေ့မှာ are you going to europe လို့မေးတာလည်းမဟုတ်ဘူး you are going to europe လို့မေးပြီးတော့မှမေးခွန်းမှန်းဘယ်လိုသိနိုင်လဲဆိုရင်နောက်မှာ question မှတ်ပါတယ်အဲ့လိုမျိုးမေးခွန်းမျိုးဆိုရင်ကျွန်တော်တို့က speaking မှာကျတော့ကျွန်တော်က question ပဲရေးပြလို့မရဘူးလေနော်အဲ့ကျတော့ဘလို့မေးရလဲဆိုအတန်လေးကိုနောက်ဆုံးအဆုံးသက်တန်လေးကိုမြင့်ပြီးတော့မှပြောလိုက်ရင်ဒါမေးခွန်းဆိုတာသဘောပေါက်တယ် you going to europe နေယူရိုကိုသွားမှာဟုတ်လား to france ပြင်သစ်လား germany germany လား spain spain လားပေါ့နော် just to italy italy ပါပဲတဲ့ that's it ဒါပဲတဲ့ तू italy ပဲသွားမှာတခြားဘယ်မှမသွားဘူးနောက်တစ်ခု we have just 24 hours to finish this project အဲ့တော့ငါတို့မှာ ီ project ကိုအဆုံးသတ်ဖို့24နာရီပဲရှိတယ်24 hours ဒီမှာလဲအတန်ကိုမြင့်လိုက်မယ်နော်24 hours 24နာရီဟုတ်လား that's it ဒါပဲလားတဲ့ဒီမှာဆိုရင်အတန်နှစ်ခုပြောပြမယ်နော်အခုနပထမ that's it ကဒီလိုအတန် that's it ဒါပဲဒုတိယဒီ that's it ရဲ့နောက်မှာ question mark ပါလို့တဲ့အတန်လေးကိုမြင့်ပြောမယ် that's it ဒါပဲလားလို့ဆိုတဲ့အဓိပ္ပာယ်နှစ်ခုကိုကျွန်တော်ရှင်းပြီးတော့ပြောပြမယ် that's it that's it သဘောပေါက်မှာနော် okay အဲ့လိုဆိုရင်ပါတယ်လေ yes that's all the time we have ဟုတ်တယ်တဲ့ဒါငါတို့ရှိသမျှအချိန်ဒါအကုန်ပဲပေါ့နော်အချိန်လောက်ပဲရတယ်ပေါ့ငါတို့ရသမျှအချိန်အကုန်ပဲ okay အဲ့တော့ that's it ကိုလည်းရပြီနောက်တစ်ခုသွားမယ်နောက်တစ်ခုက it's about time it's about time ဆိုတာကျွန်တော်တို့อืมဒါရဲ့စကားလုံးတော့ကျွန်တော်စဉ်းစားလို့မရသေးဘူး it's about time ဆိုတာဘာလဲဆိုတော့ it's overdue အချိန်တော့လုံးနေပြီ but it is finally happening နောက်ဆုံးတော့ဖြစ်တော်လာတယ်နောက်ဆုံးတော့ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်နောက်ဆုံးတော့ဆိုတဲ့အဓိပ္ပာယ်မျိုးအချိန်ကဖြစ်တင်လာတဲ့အချိန်ကကြော်နေပြီဒါပေမဲ့ဖြစ်တော်ဖြစ်လာတယ်ဒါပေမဲ့အချိန်တော့ကြော်နေပြီနောက်ဆုံးတော့ဖြစ်လာတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ okay ကြည့်အောင် mom i bought new jeans အဂျင်းပေါင်းမိအစ်တွေဝဲလာပြီတဲ့ it's about time နောက်ဆုံးတော့ဝဲလာပြီပေါ့တယ်ဘာလို့လဲဆိုတော့ဒီตาဖြစ်တဲ့သူကဘာလဲဒီမှာဘောင်းမိတွေကဘာဖြစ်နေရော အကုန်လုံးကပေါက်ပြေးနေဝယ်သိနေတာကြာပြီခုမှဝယ်လာလို့ it's about time ရမယ်နော် okay more examples တွေကြည့်မယ် the package arrived ဒီပါဆယ်ရောက်လာပြီတဲ့ it's about time အော်နောက်ဆုံးတော့ရောက်လာပြီပေါ့တဲ့ i've been waiting for weeks ငါစောင့်နေတာရဲ့တပတ်တော်တော်များများကြာပြီပေါ့နော်နှစ်ပတ်သုံးပတ်လောက်ရှိပြီဆိုတဲ့ပုံမျိုးပေါ့ sam is getting married sam ကအိမ်အောင်ပြုတော့မယ်တဲ့ great ကောင်းတာပေါ့တဲ့ it's about time ချိန်ကြပြီတဲ့ ခုမှပေါ့နောက်ဆုံးတော့ဖြစ်လာပြီပေါ့နော် he's 46 years old သူအသက်44နှစ်တောင်ရှိပြီတဲ့အဲ46နှစ်တောင်ရှိပြီအောက်က44နဲ့မှာသွား he's 46 years old 46နှစ်တောင်ရှိပြီလေတဲ့အချိန်ကကျော်နေပြီခုမှမအိမ်အောင်ကြလို့ဟုတ်ပြီနော်အဲ့တော့ i've been waiting ဆိုတာဒီမှာအခု exam ပထမ exam ထဲမှာပါတယ် i've been waiting ဆိုတာကိုကျွန်တော်တို့ page 44မှာပြန်သွားပြီးတော့မှလေ့လာလို့ရတယ် okay နော်ပြီးတော့ပြီးခဲ့ပြီသားပါ okay now တစ်ခု get it get it ကဒီမှာ answer the phone နဲ့ဒီမှာ best situation နဲ့လဲဆိုရင်ဖုန်းဖြေတာကိုပြောတာ answer the phone ဒီမှာဖုန်းမြည်နေတယ်တင်းတင်းတင်းဆိုမြည်နေတော့ပါလဲ i'll get it ငါကင်လိုက်မယ်လို့ပြောတယ်ထားပါတော့ဖုန်းဖြေတာဆိုတာတဲ့ဖုန်းကင်တာပေါ့နော် i'll get it ဖုန်းကင်လိုက်မယ်ငါကင်လိုက်မယ်လို့ပြောတယ် okay more examples ကြည့်အောင် the phone's ringing ဖုန်းမြည်နေတယ်တဲ့ i'll get it ငါကင်လိုက်မယ်တဲ့ i think it's for me ငါစီလာတာနဲ့တူတယ်တဲ့ the phone's ringing ဖုန်းမိနေတယ်။ Could you get it? မင်းကင်လိုက်လို့ရမလားတဲ့ I'm busy ငါနေနေအလုပ်များနေလို့ပေါ့နော်။ဖုန်းကင်ဖုန်းကင်လိုက်တယ်ငါအလုပ်များနေလို့အဲ့တော့ it's for me ဆိုတာကိုသိချင်ရင်ကျွန်တော်တို့ page 11မှာပြန်သွားပြီးတော့မှကြည့်လို့ရတယ်။ဒါလည်းပြီးခဲ့ပြီးသားတွေ။ Okay နော်။ All right အဲ့တော့နောက်ထပ်တစ်ခု pick something up pick up ကြားထဲမှာအဲ့ဒီ pick up လုပ်တဲ့ပစ္စည်းကိုထည့်လိုက်အောင်မယ် pick something up pick something up ဆိုတော့ကောက်တာပေါ့ ကောက်တာဆိုတော့ဟိုလိုမျိုးအောက်ကနေကုန်းကောက်လိုက်တာကိုကျွန်တော်ပြောချင်တာမဟုတ်ဘူးနော်။သွားယူတာမျိုးဟိုလို collar လောက်တာမျိုးဒါမျိုးကိုပြောချင်တာ။ Okay နော်။အဲ့တော့ examinee နားထောင်ရင်သိသွားပါလိမ့်မယ်။ Okay. I'd like to pick up my wife's shoes. Please. အဲ့တော့ငါမိမရဲ့ဖက်နက်တွေလာပြီးတော့မှငါယူချင်တယ်ဒီမှာသူက shoes repair ဒီသူ့အမျိုးသမီးရာဒီမှာဖက်နက်ပြင်ဆိုင်မှာဖက်နက်ပို့ထားတာအဲ့ဒါကိုသူကသွားပြီးတော့မှသွားယူတာအဲ့ဒါကို pick up နဲ့သုံးတယ်ဥပမာကလေးတွေပါကြီးចောင်းသွားကြွရင်လည်းဒါ pick up နဲ့သုံးလို့ရတယ် သဘောပေါက်မှာနော် okay i'd i'd like to pick up my wife's shoe please ငါမျိုးသမီးဖနက်ကိုလာယူတာပါတဲ့ okay more examples ကြည့်အောင် i left my book at your house ငါစာအုပ်မိမ့်မှာထားငါစာအုပ်ကြီးမိမ့်မှာမိကြံခဲ့တယ်တဲ့ could i come over later နောက်ကြခဏနေငါလာယူလို့ရမလားတဲ့ and pick it up လာယူလို့ရမလား can i come over later ခဏနေလာပြီးတော့ and pick it up ယူလို့ရမလားတဲ့ okay နော်ဒီ it ကစာအုပ်ပဲ ခုန my book နောက်တစ်ခု I'm from ABC company ကျွန်တော် ABC company ရပါတယ် I'm here to pick up an envelope ကျွန်တော်စာအိတ်တိတ်လာပြီးတော့မှယူတာပါတဲ့ pick up an envelope oh yes here it is အော်ဟုတ်ကဲ့ဒီမှာပါတဲ့ okay နော်အဲ့တော့ pick something up လို့ပြောခြင်းလည်းရတယ်ဒါမှမဟုတ် pick up something လို့ပြောခြင်းလည်းရတယ်ဒါမှမဟုတ် pick it up လို့ပြောခြင်းရတယ်ဒါပေမဲ့ pick up it ဆိုတာတော့ဘယ်လိုမှမရဘူး ရမယ်နော် pick up it ဆိုတော့မရဘူး pick it up ရမယ် pick something up ရမယ် pick up something ရမယ် pick up it ဆိုတော့မရဘူး okay အဲ့ဒီတော့အဲ့တော့ grab a pencil အဲ့တော့ခဲတံလေးယူပါပြီးရင်ကျွန်တော်တို့ဒီ pencil တွေကိုဖြည့်ကြည့်ရအောင်ထုံးစံအတိုင်းပဲအဲ့တော့ကြည့်အောင် across across ဆိုတာဒီဘယ်ညာ down ဆိုရင်အထက်အောက်ပေါ့နော် cross ကတူရပါတော့ this situation is good for you and good for me မင်းတို့လည်းကောင်းတယ်ငါတို့လည်းကောင်းတယ်တဲ့ it's a win-win situation အဲ့တော့ two က win-win situation ဒီ two မှာ win-win situation ဖြစ်လိုက်မှာနော် okay five ကကြတော့တဲ့ for lunch နေ့လယ်စာတဲ့ i eat an apple ငါပန်းသီးစားတယ်တဲ့ just an apple ပန်းသီးပဲလားတဲ့ yes that's it အဲ့တော့ five cross က i did it that's it i'm on a diet now we chat နေတာပေါ့နော် I'm on a diet ဆိုတာကျွန်တော် weight ချနေတာလို့အလွယ်ပါလာပြန်လို့ရတယ်နော် The phone is ringing ဖုန်းလာနေတယ်တဲ့ I'm in the shower ငါရေချိုးနေတယ် Okay I'll get it ငါကင်လိုက်မယ်တဲ့ဖုန်းလာနေတယ်တဲ့ငါရေချိုးနေတာဟာ Okay I'll get it ရတယ်ငါကင်လိုက်မယ် Okay G E D I T Okay I'm a 6 got get it I wrote down နေကြည့်မယ် Yesterday မနေ့ကတဲ့ I took my shirt to the cleaners ဒီတန်ရှင်းသမားစီငါအင်ကြီးယူသွားတယ်တဲ့ one it cleans တန်ရှင်းပြီးသွားတဲ့အခါမှာ I will pick it up number 1 down က P I C K U P up pick it up ဒီမှာ it ကပါပြီးသား okay 3 down ကိုကြည့်အောင် what business are you in ဒါခုနကကျွန်တော်တို့ I am in the shoe business ရဟာကိုမေးခြင်း what business are you in လို့လည်းမေးလို့ရတယ်เนาะဘာလုပ်ငန်းလုပ်တာလဲလို့မေးတာ okay I am in the furniture business ပရီဘောကလုပ်ငန်းလုပ်ပါတယ်တဲ့ furniture business ပါပရီဘောကလုပ်ငန်း I am in the I N T H E the ဆိုတော့ငါက3 down က I N T H E the in the okay na I import ဒီမှာတင်သွင်းတာခုနက export ကတင်ပို့တာเนาะ I import furnitures from China တရုတ်ကနေ furniture တွေတင်သွင်းတယ်တဲ့ Mary finally graduated from college Mary ကနောက်ဆုံးတော့ the college ကနေ အပွဲရပြီပေါ့နော် it's about time a b o u t about ဖြစ်မယ် for a b o u t about ဟုတ်တယ် it's about time နောက်ဆုံးတော့ဖြစ်လာပြီပေါ့နော် she has been studying for 10 years သူဘာလဲကြောင်းတက်နေတာ10နှစ်တောင်ရှိသွားပြီတဲ့စာလုံးနေတာ10နှစ်တောင်ရှိသွားပြီပေါ့နော် okay အဲ့တော့အဖြေတွေတွားတိုက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ page 365မှာတွားကြည့်လို့ရပါတယ်ဒါပေမဲ့အခုကျွန်တော်လည်းအဖြေတွေပေးပြီးသားဖြစ်ပါတယ်အဲ့တော့ thank you very much ပါနောက်ထပ် ီဒီယိုလေးလည်းထပ်ပြီးတော့မှစောင့်ကြည့်ပါအောင်